စာရင်းသူဆရာတက်လုံးရေးသားထားတဲ့တတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကအချားအမြင်စွမ်းအင်ဆိုတဲ့ကောင်းစလေးကိုဖတ်ပြပေးကြပါရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါရှင်။မနောလို့ခေါ်တဲ့မတိစိတ်မှာစွမ်းအင်ရှိသလိုစိတ်လို့ခေါ်တဲ့တိစိတ်မှာလည်းစွမ်းဆောင်နိုင်မှုကလေးရှိပါတယ်။ခွဲခြားပြီးတော့လေ့လာကြည့်ကြပါစို့။ Sherlock Holmes ညံမနောကိစ္စရက်တွေကိုလေ့လာလိုက်စားကြရတဲ့သူတွေကတာမန်စိတ်ကိုအထင်မြင်သေးတတ်ကြတယ်။မနောနဲ့ဆက်သွယ်မိတဲ့ထူးခြားတဲ့စွမ်းအင်တွေကိုရရှိမယ်လို့ယုံကြည်ကြပြီးမနောကိုသာအာရုံပြုကြတယ်။တာမန်တိစိတ်ကိုခပ်ပော့ပော့ပဲသဘောထားကြတယ်။တကယ်ဆိုရင်တိစိတ်မှလည်းစွမ်းဆောင်နိုင်မှုကလေးရှိပါတယ်။စီစစ်သုံးသက်ကြည့်ကြပါအောင်ဆို့။ တိစိတ်မှာကျိုးချောင်းဆက်ဆက်တွေးခေါ်နိုင်မှုစွမ်းအားရှိပါတယ်။ကောင်းမကောင်းကိုချင့်ချိန်ဝေဖန်နိုင်မှုစွမ်းအားရှိပါတယ်။ကြက်မှတ်နိုင်တဲ့စွမ်းအားရှိပါတယ်။မှတ်ထားပြီးတာတွေကိုပြန်လဲရွေးချယ်ကောက်နှုတ်ဖော်ပြနိုင်တဲ့စွမ်းအားရှိပါတယ်။ဒါကြောင့်ပညာစည်းပူးရမှာတော့လကောက်တိစိတ်ဟာလွန်စွာမှအရေးပါလာပါတယ်။တိစိတ်ကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်တဲ့သူတွေကမနောစွမ်းအင်နီနီ လူတကာအံ့ဖွယ်တို့ကိုလှုပ်ဆောင်နိုင်ပါတယ်။ကျိုးကြောင်းဆင်ခြင်မှုနဲ့အနာဂတ်မှာဖြစ်ပေါ်လာလက်တန့်သောအချင်းအရာတွေကိုမှန်းဆနိုင်သလောက်မှန်းဆနိုင်တာဖြစ်တဲ့အတွက်တိစိတ်တသက်နဲ့လည်းရှေ့ပြစ်ဖတ်နိုင်ပါတယ်။ဥပမာအသေးအဖွဲ့ကိုပြရမယ်ဆိုရင်တင်ဟာမုံဆိုင်တစ်ဆိုင်မှာဝင်ထိုင်ပြီးတော့မုတ်စားတယ်ဆိုပါစို့။ပတ်စံမပေးဘဲနဲ့တင်ထသွားမယ်ဆိုရင်ဆိုင်ရှင်အသင်းကိုလိုက်ခေါ်ပြီးတော့ပတ်စံတောင်းမယ်ဆိုတာကိုကြိုတင်သိပါတယ်။ ဒါအကျိုးကြောင်းစင်ခြင်းဉာဏ်နဲ့ရှေ့ဖြစ်ကိုကြိုတင်၍သိနိုင်ခြင်းဖြစ်ပါတယ်။ဒီဥပမာအရာတော့လူတိုင်းပင်သိနိုင်တဲ့ကိစ္စအသုံးမဟုတ်လူတိုင်းကအသုံးချနေကြစိတ်ရဲ့စွမ်းအင်ဖြစ်လို့အံ့ဩဝယ်တစိုးတစီးမှမရှိတာတော့အမှန်ပါပဲ။ဒါပေမဲ့အင်္ဂလိပ်ဝတ္ထုတွေမှာစုံတောက်ကြီးရှာလော့ခ်ဟ ோம் ၊ဆရာကြီးရွှေဦးတောင်ကဦးစံရှာဆိုပြီးတော့မှီးထားတဲ့သူရဲ့လက်ပြားခါလောက်အောင်ဖော်ထုတ်ချက်မျိုးက ဒီတိစိတ်ရဲ့ကြိုးကြောင်းဆင်ခြင်ဉဏ်တက်ဆွမ်းနိုင်မှုပဲဖြစ်ပါတော့တယ်။ဝိတ္ထုထဲမှာမလို့ဖြစ်နိုင်တယ်အပြင်မှာတကယ်မဖြစ်နိုင်ဘူးလို့မထင်ပါနဲ့။ဘေးရင်ဆရာလက္ခဏာဆရာအမိခံရှေးပြဖတ်ဆရာ တော်တော်များများဒီတိစိတ်ရဲ့စွမ်းဆောင်နိုင်မှုနဲ့သူများထက်ထူးချွန်စွာကြိုးကြောင်းဆက်ဆက်တွေးခေါ်ပြီးတော့ရှေးပြတွေကိုဟောပြောနေကြရဲဆိုပြီးတော့ကျွန်ုပ်ယူဆပါတယ်။ဒါလေပါရမီသဘောပါနေလို့တို့တို့ကျွန်ုပ်အထင်မသေးပါဘူး။ ဆက်ဆက်တွေးတောတတ်သူတွေရဲ့အကြဉာဏ်ကကောင်းမွန်တတ်ပါတယ်။ဒါကြောင့်ကျွန်တော်ကသူတို့ကိုလေးစားပါတယ်။လိန်ညာတဲ့သူကတော့ကျွန်တော်မုန်းတယ်။စင်ကျင်ညာနဲ့ရှေ့ပြစ်ခေါ်တဲ့သူကအကြဉာဏ်တောင်းခံထိုက်သူဖြစ်ပြီးတော့အဲ့ဒီလူတွေကိုကျွန်တော်လေးစားလက်ခံပါတယ်။တစ်ဖက်တစ်လမ်းအဖြစ်လူအများအထင်ကြီးနေတတ်တဲ့မနှောကိုလေလာဆန်းစစ်ကြည့်ကြပါအောင်စို့။မနှောကအစွမ်းထက်မြက်တာမှန်တယ်။ကျွန်တော်တို့ကသူ့ရဲ့စွမ်းပကားပမာဏကို ဘယ်၍ဘယ်များရှိတယ်ဆိုပြီးမတိုင်းတာနိုင်သေးပါဘူး။မနှောရဲ့အကြောင်းကိုကျွန်ုပ်တို့ကမှအအထိသိဖို့နေနေတာတာ။ကလောက်ကိုပင်ပြည်ပြေဝဝသိပါပြီလို့ဆိုပြီးတော့တောင်တန်တရားဝင်စရာရှိပါတယ်။ဒါကြောင့်ယနေ့စိတ်ဆွမ်းအင်းလေးလာနေကြတဲ့သူတွေကမနှောဆိုရင်အာယုံစိုက်ပြီးတော့အထင်ကြီးကြတယ်။မနှောဆိုတဲ့အတန်ကြားလို့ရှိရင်အငမ်းမရစိတ်ဝင်စားကြတယ်။ဒါပေမဲ့မနှောမှာစင်ချင်ညာမရှိပါဘူး။ ျိုးချောင်းဆက်ဆက်တွေးခေါ်တတ်တဲ့အစွမ်းမရှိပါဘူး။မနှောရဲ့နေပဲမှာ အရှိရနေထွက်ပြီးအနောက်မှာနေဝင်နေဆိုပြီးစီကံသတ်မှတ်ချက်မျိုးမရှိပါဘူး။ဒါပြင်မနေ့ကယနေ့နတ်ပြန်ဆိုတဲ့ကာလသတ်မှတ်ချက်မျိုးလည်းမရှိပါဘူး။မနှောနယ်ပယ်ကိုတင်တေးသေးချာချာနားလည်လို့ရင်ရောက်ခဲ့သမျှအိမ်မက်တွေကိုပြန်လဲတွေးတော့ကြည့်ပါ။အိမ်မက်ဆိုတာမနှောကကြီးစိုးလွှမ်းမိုးနေတဲ့အချိန်မှာမြင်မှတ်ပါတယ်။ အိမ်မက်ထဲမှာတင်ရနေရင်ထိုင်ရထပြီးတော့ပြန်နိုင်နေမြေကြီးရဲ့ဆွဲငင်ခြင်းနေရာမှာကိုအိမ်မက်ကလက်မခံပါဘူးအိမ်မက်ထဲမှာတောရဲမှာရှောင်းနေရနန်းတော်ရဲ့ရောက်ချင်လဲရောက်နေနိုင်တယ်ဒေတာနေရာမှာကိုလည်းအိမ်မက်ကနားမလဲဘူးတဖန်တင်ရအခုအိမ်နောင်တွေဖြစ်နေပြင်မဲ့အိမ်မက်ထဲမှာလူပြိုဘဝရောက်နေကအိမ်မက်ထဲမှာတင့်မှာဇနီးကလေးတွေရှိနေတယ်ဆိုရင်တညာကလည်းလုံးဝပေါ်ပေါက်မလာပါဘူး ။တင်းရအိမ်အောင်တဲ့ဖြစ်နေသည့်တိုင်လုံးဝမှတ်ယူချက်မရှိပါဘူး။အိမ်မက်ကကာလနိယာမကိုလည်းနားမလည်ဘူး။ပြစ်စုံပံကာလမှာမတ်တဲ့အိမ်မက်ဖြစ်ပါလျက်နဲ့အတိတ်ကာလဖြစ်တဲ့လူပြိုဘဝမှာရောက်နေတယ်။ဒါအပြင်မိမိကိုမိမိတေဆုံးတယ်ဆိုတာကိုလည်းမြင်မှတ်တတ်တယ်။တေပြီးတဲ့ကိုခန္ဓာကြီးကိုဘေးကကြည့်ပြီးတော့ဝမ်းနေနေတာကိုလည်းမြင်မှတ်တတ်တယ်။ဒါအနာဂတ်ကို ရောထွေးမြင်မှတ်တာမျိုးပါပဲ။ လောကမှာနေနေညဆိုပြီးရှိသလိုလူမလည်းစိတ်နဲ့မနှောဆိုပြီးတော့ရှိပါတယ်။သူ့နေရာနဲ့သူအတုံးဝင်တာကြီးဖြစ်တယ်။သူ့နေရာနဲ့သူလိုအပ်တာကြီးလည်းဖြစ်ပါတယ်။အထက်မှာကျွန်ုပ်အစီရင်ခံပြီးခဲ့သလိုပဲဒူရီယာစိတ်စွမ်းအင်ကိုလိလာလိုက်စားလာတဲ့အခါတကိုးရှိပါတယ်ဆိုရင် မနှောအထင်ကြီးလာတတ်တယ်။မနှောနဲ့ဆက်သွဲပါမှ တကိုးရတယ်ဆိုပြီးတော့ တာမန်တိစိတ်ကိုခပ်ပေါ့ပေါ့သဘောထားတတ်ကြတယ်။တိစိတ်ကအကျင့်တီလာပိုင်းဖြစ်ပြီးတော့မနှောကစိတ်စွမ်းအင်တိဆောက်မှုပိုင်းဖြစ်တယ်ဆိုတော့မေ့နေတတ်တယ်။ဒီအချက်ကိုကောင်းစွာသဘောပေါက်ထားသင့်ပါတယ်။စိတ်စွမ်းအင်ကိုထိတွေ့ကစားလို့ရတယ်ဆိုရင်ဒီအချက်ကိုသတိပြုသင့်တယ်။တိစိတ်နဲ့မနှောတို့ကကျင့်ကြံမှုမရှိဘဲနဲ့လဲအတိတ်ကံကြောင့်ထွေးရောရှက်တင်ဖြစ်သွားတတ်ပါတယ်။တည်တည်ချာချာလေးလာကြည့်ရင် အိမ်ပတ်မတ်နေခိုင်မှာလကောက် ယူသွနေခိုင်မှာ၎င်းမနောတိစိတ်ကို လွှမ်းမိုးနေတဲ့ကာလဖြစ်ပါတယ်။ကာယကံရှင်နေမှာဘယ်တကောမှဖြစ်ပေါ်မလာပါဘူး။တိစိတ်ငုံနေတာဖြစ်တဲ့အတွက်တကောမရှိုံမကတာမန်ထက်ပင်စွမ်းပကသေးတိမ်နေတာကို တွေ့ရပါလိမ့်မယ်။အချို့သောသူတွေကမကြခဏပင် မနောလွှမ်းမိုးမှုများပြားလာတယ်။ဒီလိုလူတွေကို အင်္ဂလိပ်ဘာသာနဲ့ sensitive အာယုံထိတွေ့လွယ်သူများဆိုပြီးတော့ခေါ်ဝေါ်သမုတ်ကြပါယ်။ရှင်းမြန်မာဘာသာနဲ့တော့လိပ်ပြာလှသူတွေဆိုပြီးတော့ခေါ်ဝေါ်ပါတယ်။ဒီလူတွေကတင်းငယ်တော့အတိုင်းတာအဖြစ်မနှောတကူပိုင်ရှင်နေလိုမျိုးဖြစ်တတ်ကြတယ်။တကယ်တော့ခေတ်ပညာဉာဏ်တော်၎င်းခိုင်မာတဲ့စိတ်ရဲ့စွမ်းပကားဒီ၎င်းချို့တဲ့နေတတ်တယ်။အဲဒါကြောင့်တိစိတ်နဲ့မနှောတွေမှာထွေးရော့ရှက်တင်ဖြစ်တိုင်းမကောင်းဘူးလို့ ျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်။ကျွန်တော်လေ့လာမိသမျှကိုဆက်လက်ပြီးတော့တင်ပြရမယ်ဆိုရင်စိတ်ရဲ့အတိမပါပဲမနှောကသူ့ဘာသာသူလာရောက်လွှမ်းမိုးခြင်းကိုတော့လက်မခံတဲ့ကိစ္စဖြစ်ပါတယ်။ဒီလိုအနေနဲ့မနှောနဲ့ဆက်သွယ်မိတာတကိုးစွမ်းအင်မဖြစ်တဲ့အပြင် စိတ်အားနှုတ်နဲ့မှုပဲဖြစ်ပါသေးတယ်။သူယူနဲ့လိပ်ပြလှသူလိပ်ပြငယ်သူတွေကိုဥပမာယူပါ။ ကောင်းပြီမနှောနဲ့ဘလိုပဲပုံဆက်တွေတော့မှတကိုးဆွမ်းအင်ရမှာလေကောင်းကျိုးဖြစ်ထွန်းတာလေစိတ်အသည့်ရှိရှိနဲ့လေးကျင်ပြီးမနှောတဲ့သို့ထိုးဖောက်ဝင်ရောက်သွားတဲ့ဆက်တွေမှုမျိုးမှကောင်းကျိုးဖြစ်ထွန်းစေပါတယ်မနှောတကိုးဆွမ်းအင်ကိုပေးဆွနိုင်ပါတယ်ဒါကြောင့်တိစိတ်နဲ့အကျင့်တီလယောဂအဓိဋ္ဌာန်စတာတွေကိုပြုမှုလေးကျင်ပြီးမနှောနယ်ပယ်တွင်းသို့ချင်းနှင်းဝင်ရောက်ကြရ၏ ကိုကိုယ်ယုံကြည်မှုတရားစိတ်တွေကြွလာတဲ့အခါကျမှအကျင့်သီလပေါ်မှာ အားထားပြီးမနှောနယ်မှာထိုးဖောက်ဝင်ရောက်မယ်ဆိုရင်လမ်းလွဲလမ်းမှားမှာမဟုတ်ပါဘူး။ကောင်းကျိုးနဲ့ကြုံကြိုက်ရပါလိမ့်မယ်။မနှောဟာစိတ်ကိုဆက်သွယ်ရမှာရုပ်တရံတွေကို မြင်ရပြီးတော့အမြင်အဖြစ်လည်းဆက်သွယ်တတ်ပါတယ်။အတန်တွေကိုသာကြားရတဲ့အကြားအဖြစ်လည်းဆက်သွယ်တတ်ပါတယ်။စိတ်ကူးသဘောတွေကိုသာဖြစ်ပေါ်စေတတ်တဲ့အထင်အဖြစ်လည်းဆက်သွယ်တတ်ပါတယ်။ အခုဆောင်းပါမှာကျွန်တော်တင်ပြလိုတာကတော့အချားသဘောဖြစ်ပါတယ်။ဘသူကမှတင့်ကိုလာပြောတာကြားရတဲ့ကိစ္စမဟုတ်ပါဘူး။တင့်ရဲ့မနှောကတင့်ကိုပြောနေတာပဲဖြစ်ပါတယ်။တင့်ကိုတွင်မနှောရဲ့စကားတန်အကြောင်းတင်ပြလိုခြင်းဖြစ်ပါတယ်။ပြုနေကြကြီးညိုတရာဝိပုမှုတွေကိုပြုလုပ်ပြီး나ယူဝက်ခန့်အချိန်ပေး၍တိတ်ဆိတ်တဲ့နေရာတိတ်ဆိတ်တဲ့အချိန်မှာငြင်းငြင်းကလေးထိုင်ပြီး မနှောကဘာပြောမလဲလို့နားထောင်နေတဲ့အချင်းကို လေ့ကျင့်ပေးရတယ်လို့ကျွန်ုပ်ဖတ်ဖူးမှတ်ဖူးပါတယ်။ကြားလို့ရှိရင် ကို့မနှောကကို့ကိုစကားပြောဆက်တွယ်လာလိမ့်မယ်လို့ပညာရှင်တွေကမိတ်ဆိုကြပါတယ်။စိတ်နဲ့နှစ်ယောက်ချင်းထိတွေ့ပြီး ကိုကငြိမ်ငြိမ်နေလိုက်ရင်စိတ်ကစကားတွေတဖွာဖွာပြောမယ်။အစမှာတော့ဘလုံးပထွေးတွေပြောမယ်။မိကုန်နေလဲပြန်မေးမယ်။စတင်ပြီးတော့ကြင်ကားစားမှာ စိတ်ကအတင်းပြောတယ်ဆိုတဲ့တိမ်ပြင်းစကားတွေယုံရင်ကြက်တန်းတဲ့စကားတွေကိုပြောနိုင်တယ်ကျင်သားရလာလို့ရှင်တော့အလွှာအစင်စင်တက်ပြီးတော့စကားတွေပြောလာနိုင်တယ်ကိုတွင်းမှာစကားတန်ကိုစောင့်ပြီးနားထောင်တဲ့အကျင့်ကိုပြုလုပ်ပေးရင်အတိတရားရဲ့ပို့ပြီးတော့မြင့်တဲ့အလွှာတွေကစကားတန်တွေကိုကြားသိနိုင်ရ၏ဒီပိုင်းမှာစိတ်ဆိုတာက မနှောပဲဖြစ်ပါတယ် ဒါကတော့ကျွန်ုပ်ဖတ်မှတ်ဖူးတာတွေကိုပြန်လည်ပြီးတော့ထောက်တင်ချတာပဲဖြစ်ပါတယ်။တကယ်တမ်းအချိန်ယူပြီးတော့စမ်းသပ်ကြင်ကြံမယ်ဆိုရင်တော့အကျိုးရှိသလောက်ရှိမယ်ဆိုတာကိုကျွန်ုပ်ယုံကြည်ပါကြောင်းစေတနာကောင်းဖြင့်တင်ပြလိုက်ရပါပြီ။ဒီနေရာလေးမှာတော့စာရေးသူဆရာတက်လုံးရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကအချားအမြင်စွမ်းအင်ဆိုတဲ့ခေါင်းစဉ်လေးကတော့ပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီ audiobook လေးကိုနားဆင်လို့သဘောကျနေချိုက်တယ်ဆိုရင်မိမိရဲ့အသည့်မိတ်ဆွေရင်းစီကိုလည်းပြန်လည်ပြီးတော့မျှဝေပေးပါလို့တောင်းဆိုပါရစေရှင်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတိုင်းပြည့်စုံနိုင်ကြပါစေနော်။